်မင်္ဂလာပါရှင် Rocky the Memory Keeper ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီရက်ပိုင်းမှာနိုင်ငံတကာသတင်းတွေမှာတွေ့နေရတဲ့အသက်89နှစ်အရွယ် Alice နဲ့ Alan Kisla တို့အမွာညီမနှစ်ယောက်ရဲ့ဘဝနောက်ဆုံးခရီးအကြောင်းအားစိတ်ဝင်စားစရာကောင်းလို့မိတ်ဆွေတို့ကိုကျွန်မပြောပြချင်ပါတယ်ဂျာမနီနိုင်ငံကတက်တော်ရှိနာမည်ကြီးအမှုပညာရှင် အဲလစ်ကစ်လာနဲ့အလန်ကစ်လာဆိုတဲ့အမွာဖွားဖွားရေးနှစ်ယောက်ကဂျီကဘာလောကကြီးကိုလာခဲ့တုန်းကလည်းသူတို့နှစ်ယောက်ကအတူတူလာခဲ့သလိုပြန်ထွက်သွားရမယ့်အချိန်မှလည်းအတူတူပဲပြန်ပြီးတော့ထွက်သွားခြင်းနဲ့ဆန္ဒကြောင့်2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာဂျာမနီနိုင်ငံမှာဒီဆေးဝါးအကူအညီနဲ့ assisted suicide လုပ်ပြီးတော့တစ်ချိန်တည်းတစ်ပြိုင်တည်းမှာတည်ဆုံသွားခဲ့ကြပါတယ်1936ခုနှစ် ဩဂုတ်လ20ရက်နေ့မှာမွေးဖွားလာကြတဲ့ Alice နဲ့ Ellen Kisla တို့ညီမကတည်ဆုံးတဲ့အချိန်မှာဆိုရင်အသက်89နှစ်အရွယ်ရှိပါပြီ။သူတို့ကဒီဥရောပတခွင်အမှုပညာလောကမှာအဆိုးအကတရုတ်ဆောင်နေပေတယ်မှာနေရာတစ်ခုခိုင်ခိုင်မာမာရခဲ့တဲ့အမှုပညာရှင်အမွာဖွားဖွားနှစ်ယောက်ပါ။သူတို့ကဒီလောကကြီးမှာဆက်ပြီးတော့အသက်မရှင်ချင်တော့မနေချင်တော့ဘူးဆိုတဲ့အတွက်ကြောင့် ဂျာမနီအစိုးရကတရားဝင်လုပ်ခွင့်ပြုထားတဲ့ assisted suicide အစီအစဉ်ကိုရယူပြီးတော့ညီအစ်မနှစ်ယောက်ကလောကကြီးရနဲ့အတူထွက်ခွာသွားကြတာဖြစ်ပါတယ်။ဂျာမနီမှာ assisted suicide ဆေးဝါးအကူအညီနဲ့မိမိဘဝကိုအဆုံးသတ်ဖို့ဆုံးဖြတ်ပိုင်ခွင့်ကိုအစိုးရကတည်ဝံခွင့်ပြုပေးထားတယ်ဆိုပေမဲ့လွယ်လွယ်ကူကူနဲ့လှုပ်ချင်တိုင်းလှုပ်လို့ရတာကတော့မဟုတ်ပါဘူး။ဒီအစီအစဉ်နဲ့ဘဝကိုအဆုံးသတ်ချင်တဲ့သူကအတိတ်တည်းကောင်းကောင်းရှိပြီးတော့ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိတဲ့သူ ဖြစ်ရပါမယ်။ဒီအစီအစဉ်မှာပါဝင်ဖို့ဆုံးဖြတ်ချက်ချတဲ့နေရာမှာမိသူတူတူတယောက်ရဲ့တိုက်တွန်းခြင်းအကြံပြုခြင်းချင်းချောက်ခြင်းတို့နဲ့လှုပ်လို့မရပါဘူး။ ကိုကိုတိုင်းကဒီဖြစ်စဉ်ကိုကောင်းကောင်းနားလည်ပြီးတော့တကယ်ပဲကိုဘဝကိုအဆုံးသတ်ချင်ပါပြီဆိုတာကိုရှောက်လွားအကြိမ်ကြိမ်တင်ရတယ်တက်ဆိုင်ရအောင်အ ਨੇ ဆုံး၃ကြိမ်ခွဲပြီးတော့တင်ရတယ်လို့ပြောတယ်ဂျာမနီအစိုးရကဒါကိုဥပဒေအရတရားဝင်ခွင့်ပြုတယ်ဆိုတာကလူခွင့်ရေးအရမိမိဘဝကိုမိမိစီမံပိုင်ခွင့်နဲ့လူကုန်တိတ်ခါရှိရှိတည်ဆုံးခွင့်တို့ကိုလေးစားတဲ့အတွက်ကြောင့်ခွင့်ပြုရတာဖြစ်ပါတယ် ဒါပေမဲ့ဂျာကိုအလွဲသုံးစားလုပ်ပြီးတော့ကာယကံရှင်ရဲ့ဆန္ဒမဟုတ်ဘဲနဲ့မိသားစုကသို့မဟုတ်တစုံတစ်ယောက်ကအကျိုးစီးပွားတစ်ခုခုအတွက်အသင်းလုတ်ခိုင်းတာမျိုးမဖြစ်ရလေအောင် အစိုးရကအချိန်ယူပြီးတော့လှုပ်ထုံးလုံးဤအဆင့်ဆက်နဲ့ဒါကိုတေးချာစီစစ်ပြီးမှသာခွင့်ပြုချက်ထုတ်ပေးခဲ့တာပါတကယ်လို့လျှောက်လွှာရှင်ကဒီစိတ်ကြမ်းမာရေးတမျိုးမျိုးပေါ့နော်ဆူဆူရွရွခံစားနေရတာဒါမှမဟုတ်လို့ရှင် depression ခံစားနေရပြီးတော့လောကကြီးကနေထွက်သွားချင်တာမျိုးဆိုရင်သူ့ရဲ့စိတ်ကြမ်းမာရေး င်းအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီ secretary တွေနဲ့အသေးချပြန်ပြီးတော့စစ်စစ်သုံးသပ်ကြည့်ရတယ်။သူဟာတကယ်ပဲဒီကိစ္စကိုနားလည်ပြီးတော့ဆုံးဖြတ်ချက်ကိုမန်ကန်စွာချနိုင်တဲ့အခြေအနေ ရှိရလားဆိုတာသေချာသုံးသပ်ကြည့်ရတယ်။လူအလုံးရှိရင်ကုသမှုတွေသေချာလုပ်ပြီးမှသာ ခွင့်ပြုသင့်တယ်မသင့်ဘူးဆိုတဲ့ဆုံးဖြတ်ချက်ကိုချပေးကြတာဖြစ်တယ်။ အကေ၍သူ့ရဲ့ depression ကကုစားပေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဒါအခြေအနေအကြောင်းကိစ္စတစ်ခုခုကြောင့်ပေါ့နော်တခဏတာယာယီခံစားနေရတဲ့အခြေအနေမျိုးပဲဖြစ်တယ်ဆိုတာတွေ့ခဲ့ရမယ်ဆိုရင်အစိုးရက သူ့ကို assisted suicide လုပ်ခွင့်မပြုပါဘူးသူ့ကို ကုသပေးဖို့နဲ့သူ့လိုအပ်တဲ့စိတ်ကျန်းမာရေးအကူအညီပေးဖို့ကိုသာကုစားပေးလှုပ်ဆောင်သွားမှာဖြစ်ပါတယ် ဒီလူကတကယ်ကိုတည်ချင်နေပါပြီဆိုတဲ့စိတ်ဆန္ဒဆုံးဖြတ်ချက်ကတော့အချိန်ကာလတစ်ခုရောက်လာတဲ့အထိမပြောင်းမလဲတတမတ်သေးရှိနေတာတည်ချပြီသူ့ရဲ့ဆုံးဖြတ်ချက်ရဲ့ရလတ်ကိုသူကတည်ချစဉ်းစားဆင်ခြင်ပြီးဆုံးဖြတ်ချက်ချခဲ့တာတည်ချပြီဆိုမှသာအစိုးရကခွင့်ပြုပေးတာဖြစ်ပါတယ်ပြီးတော့အသက်မပြည့်သေးတဲ့ကလေးတွေလည်းကိုယ့်ဘာသာကိုဆုံးဖြတ်ချက်ချလို့မရဘူး မိဘရဲ့သဘောတူညီချက်လိုတယ်။တချို့ကတော့ဒီလုံးဝကုလို့မရတော့တဲ့ယောဂဝေဒနာခံစားနေရတာမျိုးရှိတယ်။အသက်ရှင်နေခြင်းကလုံးဝနာကျင်ခြင်းနေနဲ့ပြည့်နေပြီးတော့လူဘဝကိုပေါ့နော်ငရေးမှနေနေရတယ်လို့မျိုးဖြစ်နေစေတယ်။သူ့ယောဂကလည်းကုလို့လုံးဝပျောက်ကင်းနိုင်တဲ့ခြေနေမျိုးမရှိတော့ဘူး။ယောဂကျွမ်းနေပြီဆိုတဲ့အခါမျိုးမှာအသက်အရွယ်မရွေး assisted suicide လုပ်ခွင့်ကိုတောင်းဆိုပိုင်ခွင့်ရှိတယ်။ ဂျမနီရဲ့ဥပဒေကခွင့်ပြုချက်တောင်းခံသူကအခုလိုမျိုးကုစားမရတဲ့နာသာရှည်ယောဂါတွေကိုပဲခွင့်ပြုတာတော့မဟုတ်ပါဘူး။ဒါကြောင့်မို့လို့ Ellis နဲ့ Ellen Kisla တို့ညီမနှစ်ယောက်ကပါယောဂါကြီးကြီးမားမားမရှိသေးပေမဲ့သူတို့ရဲ့ဒီလောကကြီးကနေထွက်သွားခြင်းနဲ့ပြင်းပြတဲ့စိတ်ဆန္ဒကြောင့်အကြိမ်ကြိမ်လျှောက်လွှာတင်ခဲ့ကြတဲ့အတွက်ကြောင့်ခွင့်ပြုမိန်ရခဲ့သွားတာဖြစ်ပါတယ်။ သူတို့ကယောဂကြီးကြီးမားမားမရှိဘူးဆိုပေမဲ့အသက်89နှစ်ရှိပြီဆိုတော့ဒါဘဝရဲ့ပြောမယ်ဆိုရင်အရေးတွေးတယ်ပေါ့နော်အဲ့ဒါတွေကတော့ကြဆန်းလာပြီသူတို့မှအားနေတဲ့အရာတွေတော့ရှိလာခဲ့ပြီဖြစ်ပါတယ်သူတို့ညီအမကငငယ်ကလေးကတယောက်ကိုတယောက်အယမ်းချစ်ကြတယ်ဘာလို့လို့တပူပူတွဲတွဲပဲလှုပ်တယ်ဝါသနာအကြိုက်အကုန်လုံးကိုတူတာသူတို့နှစ်ယောက်ကိုတီးတဲ့သူတွေကပေါ့နော်သူတို့နှစ်ယောက်ကိုတဲ့တီးခြားစီတော့မမြင်ဘူးလို့တဲ့အထီကိုအမြင်အတူတူရှိတယ်တဲ့ဘာမဆိုအတူတူလှုပ်ကြတယ်ဆိုပြီးတော့ပြောတယ် အသက်6နှစ်အရွယ်ကလေးကသူတို့ညီမနှစ်ယောက်ကဘေးလေးအကတင်တန်းကျောင်းကိုအတူတက်ခဲ့ရပြီးတော့ဒီအမှုပညာလောကကိုလည်းစေကျော်တက်ကလေးကဆပြီးတော့ဝင်ခဲ့ကြတာအဲ့လိုဝင်တော့လည်းအတူတူပဲနော်သူတို့ဒီစင်ပေါ်မှာဒီ performance လုပ်တော့လည်းအတူတူပဲအောင်မြင်တော့လည်းအတူတူရုပ်ရှင်ရိုက်တော့လည်းအတူတူပေါ့နော်အမြင်အတူတူရှိခဲ့ကြတယ်1950နဲ့1960ကျော်နှစ်ပိုင်းတွေမှာကတော့သူတို့ညီမရဲ့အောင်မြင်ဆုံးအချိန်လို့ပြောလို့ရတယ် သူတို့ကဂျာမနီနိုင်ငံတင်မကနော်အီတလီဩစတြေးလျနဲ့အမေရိကအထိနာမည်ကျော်တဲ့အဆိုအကနဲ့တရုတ်ဆောင်တော်တဲ့အမှုပညာရှင်တွေဖြစ်ခဲ့တယ်ရုပ်ရှင်တွေလည်းအများကြီးရိုက်ခဲ့ကြတယ်နောက်ပိုင်းမှာလည်းသူတို့ညီမရဲ့နာမည်ကျော်ဂျာမှုကကွယ်ပြောက်သွားတာမျိုးမေးမိန်သွားတာမျိုးမဟုတ်ဘဲနဲ့အနေထားတစ်ခုမှာအတည်ငြိမ်တဲ့အောင်မြင်မှုကို အခိုင်အမာရထားခဲ့ကြတဲ့ညီမတွေပါညီမနှစ်ယောက်စလုံးကအပြိုကြီးတယ်ဒါပေမဲ့နှစ်ယောက်စလုံးမှာကဟိုနှစ်ပေါင်းကိုပေါ့နော်ဆင်းနှစ်ဆင်းကနှစ်အဲ့လိုမျိုးနှစ်20စသဖြင့်ချစ်လာကြတဲ့ချစ် သူတွေရှိကြပါတယ်။ဒါပေမဲ့သူတို့ကဘရောမှလက်မထက်ကြဖို့ဆုံးဖြတ်ထားကြတယ်။အင်တာဗျူးအများကြီးမှာသူတို့ဖြေခဲ့တာရှိတယ်။သူအမေကအိမ်ထောင်မตายရခဲ့တဲ့အပြင်အိမ်တွင်းအကျန်းဖက်မှုကိုလည်းခံခဲ့ရတယ်တဲ့။ဒါကြောင့်မို့လို့သူတို့အမေကိုကြည့်ပြီးတော့သူတို့နှစ်ယောက်ကလုံးဝလက်မထက်ကြဖို့ဆုံးဖြတ်ခဲ့ကြတယ်လို့ပြောကြတယ် ပြီးတော့သူတို့နှစ်ယောက်ကငငေလေးကလေးကအမှုပညာလမ်းကြောင်းပေါ်ရောက်ပြီးတော့အောင်မြင်ခဲ့ကြတဲ့တူတွေဆိုတော့သူတို့ကသူတို့ဘဝကိုသူတို့ဆောင်းရှောက်နိုင်တယ်သူတို့ဘဝကိုဘေးရောက်ကြလေးပေါ်မှာမှမိခိုးပြီးတော့အသက်မရှင်ချင်ဘူးဘဒုကိုမှအာမကိုပဲနဲ့ကိုချေတော့ပေါ်ကိုရက်ပြီးပဲနေချင်တယ် ဒါပေမဲ့ကျွန်မတို့နှစ်ယောက်ကတယောက်ပေါ်တယောက်မိခိုးတဲ့စိတ်တော့နည်းနည်းကလေးရှိတယ်လို့ပြောခဲ့ကြတယ်။သူတို့ကမြူနစ်မှာလည်းအလိုပဲအင်ဂျီဂျီတလုံးကိုအတူတူနေခဲ့ကြတယ်ပေါ့နော်။သူတို့ကလောကကြီးမှာဆက်မနေချင်တော့ဘူး။ညီမနှစ်ယောက်လောကကြီးကနေအတူတူထွက်သွားချင်ပြီးဆိုတာလုံးဝသေချာသွားပြီးတဲ့နောက်မှာသက်ဆိုင်ရာကိုလျှောက်လွှာတင်ခဲ့တယ်။အစိုးရရဲ့စစ်ဆေးမှုအဆင့်ဆင့်ဆရာဝန်တွေရဲ့စစ်ဆေးမှုအဆင့်ဆင့်ကိုခံယူပြီးတဲ့နောက်မှာခွင့်ပြုချက်ရခဲ့တဲ့အတွက်ကြောင့် 2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့လွန်ခဲ့တဲ့3ရက်ကမှဒီ joint assisted suicide season နဲ့သူတို့ညီမနှစ်ယောက်ရဲ့အိမ်မှာပဲညီမနှစ်ဦးသားအတူတူလောကကြီးကနေထွက်သွားခဲ့တာပါ မိနစ်တုံးကအီတလီအခြေစိုက်သတင်းတစ်ခုက Ellis Kisla နဲ့ Alan Kisla တို့ညီမနှစ်ယောက်ကို interview တဲ့အခါမှာသူတို့ကအတူတူပဲတနေ့တည်းတစ်ချိန်တည်းဒီလောကကြီးကနေထွက်သွားခြင်းတဲ့အကြောင်းအကေ၍သာတယောက်ယောက်ကအရင်သေသွားခင်ရင်ကြံခဲ့တဲ့သူကအရန်ကိုခံစားရခက်မှာမလို့အတူတူပဲထွက်သွားခြင်းနဲ့ဆိုပြီးတော့ interview ဖြေခဲ့တယ်တော်တော်ချစ်ကြတဲ့ညီမနှစ်ယောက်နော် CNN မှာထုတ်ပြန်ထားတဲ့သတင်းအရဆိုရင် ညီမနှစ်ယောက်ကိုဒီကိစ္စဖြစ်မြောက်အောင်ကူညီပေးတာကတော့ဒီ German Society for Humane Dying ပေါ့ DGHS ဆိုတဲ့အဖွဲ့အစည်းပဲဖြစ်ပါတယ်။ဒီအဖွဲ့ကအခုလိုမျိုး assisted suicide လုပ်ခွင့်ရှိတဲ့သူတွေအတွက်ဘဝအဆုံးသတ်ခွင့်ရှိတဲ့သူတွေကိုဆရာဝန်တွေရှေ့နေတွေနဲ့တခြားလိုအပ်တဲ့အထောက်အကူပြုပစ္စည်းတွေကိုပံ့ပိုးပေးတာပါ DGHS ပြောတာကတော့ဒီအမွာအဖွားနှစ်ယောက်ကသူတို့ကိုဒီကိစ္စအတွက်ဆက်သွယ်လာလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကတည်းကတဲ့အဲ့ဒီချိန်ကနေစပြီးတော့ Alice နဲ့ Ellen တို့နှစ်ယောက်က DGHS အဖွဲ့ဝင်တွေဖြစ်လာခဲ့တယ်။ဆရာဝန်တွေရှေ့နေတယ်နဲ့လည်းပဲသူတို့ကတေချာဆွေးနွေးတိုင်ပင်ပြီးမှသူတို့ရဲ့လွတ်လပ်တဲ့စိတ်ဆန္ဒနဲ့ဆုံးဖြတ်ခဲ့တာလို့ NDB News ကပြောထားတာကိုဖတ်ရပါဗျ။ မနစ်တုံးက2024ဧပြီလမှာဖြေခဲ့တဲ့အင်တာဗျူးတစ်ခုမှာသူတို့ညီမနှစ်ယောက်ရဲ့အယိုးပြောင်ကိုပြောင်အိုးတစ်ခုထဲမှာပဲထည့်ပြီးတော့သူတို့အမေနဲ့သူတို့ရဲ့ခွေးလေးကိုတကြိုထားခဲ့တဲ့နေရာမှာပဲတကြိုထားစီခြင်းနဲ့လို့လဲမှားထားခဲ့တယ်။အရန်ကိုချစ်တတ်ကြတယ်နော်။ဟိုးအမေ1 byte ကလေးကအတူတူ89နှစ်လုံးလုံးမခွဲမခွာအမြဲတမ်းအတူတူဖြတ်တန်းခဲ့ကြပြီးတဲ့နောက်မှာနောက်ဆုံးပြဖြစ်သွားရင်တောင်မှအယိုးပြအိုးတိုးထဲမှာပဲအတူရှိနေခြင်းနဲ့ညီမနှစ်ယောက်ရဲ့ တယောက်ပေါ်တယောက်ချားတဲ့ချစ်ချင်းမြတ်တာတော့တကယ်နှွေးထွေးပြီးတော့အရန်လှပတယ်လို့ကျွန်မခံစားရပါတယ်။ဘဝတစ်လျှောက်လုံးမှာအတိုင်းတာတစ်ခုထိအောင်မြင်တဲ့အမှုပညာရှင်တွေအနေနဲ့ရက်တည်ခဲ့တဲ့ Alice နဲ့ Alan Kisla တို့အမွာညီမနှစ်ယောက်ကသူတို့တည်ဆုံးတဲ့အချိန်မှာပိုင်ဆိုင်မှုတွေကဒီအ ਨੇ ဆုံးပေါ့နော်ယူရိုတန်တန်းကနေ၅တန်းကြားလောက်ခြံခဲ့နိုင်တယ်ဆိုပြီးတော့သူများခံမှန်းကြတယ်အတိအကျတော့မသိရပါဘူးသူတို့ကဒီဘဝကိုအေးအေးချမ်းချမ်းပဲလို့နေထိုင်ဖြစ်တန်းခဲ့ကြတယ်သူတို့ခြံခဲ့တဲ့ပတ်စံတွေကို တိုက်ရိုက်အမွေဆက်ခံမဲ့တာသမီတို့မဟုတ်ခင်ပိုးမရှိတဲ့အတွက်ကြောင့်မလို့ဒီသူတို့က Doctors Without Border ဆိုတဲ့လူသားချင်းစာနာထောက်ထားတဲ့နော်စက်မရေးဆောင်လျှောက်တဲ့အဖွဲ့ကိုသူအကုန်လုံးလှူလိုက်ဖို့ဆိုပြီးတော့ပထမတည်တန်းစာမှာရေးထားခဲ့ကြတယ်။နောက်ပိုင်းမှာသူတို့ကပြန်ပြင်ပြီးတော့ဒီတခြားအကျိုးမြတ်မယူတဲ့အမှုပညာအဖွဲ့အစည်း Paul Klinger တို့ Christian Blind Mission UNICEF နောက်ပြီးလို့ရှင် DSP စတဲ့ လူသားချင်းစာနာထောက်ထားတဲ့အဖွဲ့အစည်းတွေကိုလည်းတချို့ပြန်ပြီးတော့မျှဝေပြီးတော့လှူဒန်းပေးဖို့စီမံခန့်ခွဲပေးထားခဲ့ပါတယ်တဲ့။တည်တန်းစာမှရေးခဲ့ကြတာပေါ့နော်။ဒီအကြောင်းတွေကိုဖတ်လိုက်ရတော့လွန်ခဲ့တဲ့15နှစ်ကျော်လောက်ကကျမအလုပ်လုပ်ခဲ့တဲ့ဒီလူသားချင်းစာနာထောက်ထားတဲ့အဖွဲ့တစ်ဖွဲ့ရဲ့ဂျာမနီရုံးချုပ်ကိုကျမရောက်သွားတဲ့အချိန်တုန်းကအဲ့ဒီအဖွဲ့ရဲ့ရန်ပုံငွေရှာဖွေရေးဒါရိုက်တာကပြောမှုတဲ့အကြောင်းအရာလေးတစ်ခုကိုကျမပြန်ပြီးတော့အမှတ်ရလာတယ်။သူတို့ဂျာမနီမှာကအပြိုကြီးလူပြိုကြီးတဲ့အရန်များလာတယ်တဲ့။ သူတို့မိဘတွေကလည်းကလေးတွေအများကြီးမမွေးခဲ့ကြဘူးသူတို့ခင်မာကြတော့လည်းအပျိုကြီးလူပျိုကြီးတွေများလာခဲ့တယ်ဆိုတော့ဒီအပျိုကြီးလူပျိုကြီးတွေကတည်သွားလို့ရှိရင်အခုလိုမျိုးပဲလူသားချင်းစာနာထောက်ထားတဲ့အဖွဲ့တွေကိုလှူခဲ့ကြတယ်တဲ့တည်တန်းစာတွေမှာထည့်ရေးခဲ့တတ်ကြတယ်တဲ့ဒါကြောင့်မို့လို့သူတို့ကဒီ fundraising လုပ်လို့ရှိရင်အခုလိုမျိုးအသက်ကြီးတဲ့အပျိုကြီးလူပျိုကြီးတွေကိုချဉ်ကပ်တယ် ကိုအဖွဲ့ကကဘာအနှံ့ကဒီစီရင်နွမ်းပါတဲ့သူတွေငမုတ်ခေါင်းပါမှုကိုရင်ဆိုင်နေရတဲ့သူတွေဖွံ့ဖြိုးမှုနောက်ကျနေတဲ့အရက်တွေမှာနော်ကန္ဓာပေါင်းစုံဖွံ့ဖြိုးတိုးတက်လာအောင်ဘလိုမျိုးတွေထိထိရောက်ရောက်ကူညီပေးနေတယ်ဆိုတာကိုအဲ့ဒီလူတွေသိအောင်ကြားအောင်မြင်အောင်လုပ်ရတယ်တဲ့ဒါမှတလင်းသူတို့တည်တန်းစာရေးမေးဆိုတဲ့အခါမှာငါတည်လို့ရှိရင်ဒီအဖွဲ့ကိုငါပိုင်ဆိုင်မှုတွေအကုန်သုံးမဟုတ်ဘယ်နေရာခိုင်နှုန်းလှူခဲ့ပေးပါဆိုပြီးတော့ထည့်ရေးခဲ့ကြတယ်လို့ပြောပြဘူးတယ် အခုဒီအမွာညီမနှစ်ယောက်ကလည်းပဲလောကကြီးရနဲ့သူတို့ငိမ့်ချမ်းစွာနဲ့ထွက်ခွာသွားတဲ့အချိန်မှာသူတို့ခြံခဲ့တဲ့ပိုင်ဆိုင်မှုတွေကိုကဘာတလွားကအကူအညီလိုအပ်နေတဲ့သူတွေစီကိုအရောက်ပို့ပေးသွားခဲ့တယ်။အမွာအဖွားတို့ရဲ့ဆုံးဖြတ်ချက်နဲ့ပေးလှူမှုကိုလုံးဝလေးစားပါတယ်။ ။နောက်ဆုံးတစ်ခုကတော့ဒီလိုမျိုး assisted suicide ဆေးဝါးအကူအညီနဲ့လောကကြီးကနေထွက်သွားခြင်းနဲ့ဆိုရင်ကုန်ကြစရိတ်တွေရှိပါတယ်။အဲ့ဒါကိုတတ်နိုင်မှရမှာပါ။အစောပိုင်းမှာပြောခဲ့သလိုပဲကိုယ့်ကိုယ်သူတို့ကျန်းမာရေးဆိုင်ရာတွေစိတ်ကျန်းမာရေးဆိုင်ရာတွေစစ်စစ်မှုလုပ်တဲ့အပိုင်းတွေဆွေးနွေးသုံးသပ်တဲ့အပိုင်းတွေဒီ counseling လုပ်တာတွေအဆရှိတဲ့ဖြစ်စဉ်တွေကိုတချို့ကျန်းမာရေးအာမခံတွေကတာဝန်မယူပေးပါဘူးတဲ့။ကိုယ့်ဖတ်တာကိုပဲကြက်ခံရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ assisted suicide ဖြစ်စဉ်ကြီးကိုတာဝန်ယူစီမံပေးဖို့အတွက် အဲလစ်နဲ့အဲလန်တို့ကိုလုတ်ပေးတဲ့ German Society for Human Dying လို့မျိုးအဖွဲ့ကိုလည်းငှားရမ်းပြီးတော့တုံးရတာဖြစ်တဲ့အတွက်ကြောင့်ကုန်ကျစရိတ်ရှိတယ်။ကိုနောက်ဆုံးခရီးမှာအသုံးပြုမဲ့ဆေးဝါးဖိုးကိုလည်းကိုပဲပေးရမှာဖြစ်တယ်။ဆိုလိုတာကဒီဖြစ်စဉ်အတွက်လိုအပ်တဲ့ကုန်ကျစရိတ်တွေအားလုံးကိုကိုကပဲကြက်ခံရမှာ။ဆိုတော့အတိအကျတော့မသိပေမဲ့ကျမဒီရှာပြီးတော့ ဖတ်ကြည့်ထားတာကတော့ဂျာမနီမှာဆိုရင် အနည်းဆုံးယူရို656000ရှိပါတယ်တဲ့မြန်မာငွေနဲ့ဆိုရင်သိန်း150ဝန်းကျင်လောက်ရှိမှပဲတည်လို့ရမယ်ဒီတိုင်းတည်ခြင်းလို့တော့တည်လို့မရဘူးပေါ့နော်ကျမကတော့လူခွင့်ရေးကိုလေးစားတံဖိုးထားတဲ့သူဖြစ်ပေမဲ့ခရစ်တော်ကိုကိုးကွယ်တဲ့ယုံကြည်သူခရိယန်ဖြစ်တာကြောင့်ကျမဘဝရဲ့အဆိုးဆုံးအချိန်တွေမှာတောင်မှကိုဘဝကိုကိုအဆုံးတက်ပြစ်လိုက်ဖို့မဆုံးဖြတ်ရေးဘူး အသက်ရှင်ခြင်းကိုရက်ပစ်ဖို့ကကျမရဲ့မွေးရပါလူအခွင့်ရေးလို့ကျမလက်မခံနိုင်ဘူး။သူတပားလက်ခံတာကသူစိတ်နဲ့သူ့ကိုသူဆုံးဖြတ်ချက်မလို့မှန်ဒီမှားဒီဝေဖန်ဖို့မရှိပါဘူး။ကျမရဲ့ယုံကြည်ချက်ကတော့ကိုယ့်အသက်ကိုကိုယ်မပိုင်ဘူး၊ဖျားပဲပိုင်တယ်လို့ယုံကြည်တယ်။ဒါကြောင့်မို့လို့တည်ပြီးတဲ့နောက်မှာငရေမသွားချင်ဘူးဆိုတဲ့စိတ်နဲ့အခက်ခဲဆုံးချိန်တွေကိုဖျားနဲ့အတူကြော်ဖြတ်ခဲ့ပါတယ်။အခုလည်းကြော်ဖြတ်နေသေးပါ။ ဗုဒ္ဓဘာသာမိတ်ဆွေများမှလည်းပဲအဖန်905ကဘာဆိုတာရှိတာမို့လို့အခုကိုရနေတဲ့ဘဝကိုကို့မှာပန်လာတဲ့တတန်းကုံတဲ့အထိစူးစမ်းရှင်သန်ကြပါစို့လို့ကျွန်မအသိတွန်းချင်ပါတယ်ရှင်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ Rocky the Memory Keeper Channel ကနေပြီးတော့ဖြစ်ရမှန်စိတ်ဝင်စားစရာလူတွေအကြောင်းသင်ခန်းစာယူစရာခွန်အားယူစရာကောင်းတဲ့လူတွေရဲ့အကြောင်းနောက်စိတ်ချမ်းသာစရာကောင်းတဲ့တကယ့်လူတွေထဲကလူတွေရဲ့အချစ်စလန်းတွေကိုရှာဖွေပြီးတော့တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်စိတ် ဝင်စားတဲ့မိတ်ဆွေများ Rocky the Memory Keeper Channel ကို like and subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့လုပ်ပေးခဲ့ပါအောင်နော်အစ်စ်တင်တိုင်းသိလို့ရအောင်လဲခေါင်းလောင်းပုံလေးကိုနှိပ်ပေးခဲ့ပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်